ဒေသကရေပေါ်ကျေးရွာအများစုဟာငလျင်နှံကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများခဲ့ပြီးတည်ဆုံးသူအရေအတွက်ကလည်းလက်ရှိအချိန်ထိတရားဝင်ကျင်ရှိတယ်လို့ဒေသခံလူမှုကွန်ရက်ကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေတဲ့အဖွဲ့တွေထံမှသိရပါဗျ။ရှိပေါ်ရဆရာနိဘာလောက်ကလူနေ80ရာခိုင်နှုန်းလောက်ထိပျက်စီးခဲ့တယ်လို့အဲ့ဒီဒေတာမှာကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေတဲ့ကုသရအောင်ကပြောပါတယ်အဲအမအင်းထဲမှာတော့လောဆယ်တေဆုံးပေါ့နော် ီငလင်းတဘာဘေးရတဲ့ငလင်းရောက်တည်ဆုံးကတော့ကျွန်တော်တို့ဒီအင်းလေးရွာပေါ့နော်ရွာမှာတော့တရားဝင်းကျင်လောက်တော့ရှိသွားပြီအခုလောတဲ့အထီးအထိတ်အများဆုံးရွာကြတော့အခုကျွန်တော်တို့ကေလာလို့ခေါ်တယ်ရွာကြီးလေးလေရွာ40ကျော်တည်ဆုံးတယ်ပေါ့နော်ဒီငလင်းတန်းကြောင့်နောက်တစ်ခုကဇရက်ကြီးကျေးရွာဇရက်ကြီးကျေးရွာဆိုရင်9ဦး6ဦးတည်ဆုံးတယ်အထီးခိတ်တန်ရာရတွေလည်းရှိတယ်အဲအဓိကအစိုးဆုံးကတော့ဒီကျွန်တော်ပြောတဲ့ကေလာဇရက်ကြီးပြီးရင်မြောင်းဝကြီးကျေးရွာရှေးဝကြီးကျေးရွာအိမ်နောက်ကြီးကျေးရွာ နောက်တစ်ခုကကျွန်တော်တို့ဒီကြာတော့ရွာပေါ့နော်ကြာတော့ရွာနန်းပန်ရွာတလဲဦးကျေးရွာဒီရှိနင်းဆက်ရွာတော့ကတော့တော်တော်လေးအရှိန်တွေအများဆိုးတာပေါ့အိအိနေအကုန်တော်တော်များများပြက်စီးတာပေါ့နော်အိရှိန်200ရှိရမှရ150လောက်တော့အဲဒါဆိုပြက်စီးတယ်အိရှိန်100ရှိတဲ့အိဆို80လောက်ပြက်စီးတယ်အဲလိုမျိုးပေါ့တင်းအကတိကြမှုတွေမှာတို့တော့ထိခိုက်တန်ရာရတွေသေအောင်မှရှိသေးရတယ်တန်တဲ့ရွာတွေကတော့အနည်းချက်လောက်ပဲမှရဟို20%လောက်ပဲဖြစ်မယ်အခုကျွန်တော်ပြောခဲ့တဲ့ဒီရွာ10ရွာလောက်ကတော့ 50 60 80 80အဲ့ဒီရခဲ့နှုံးလောက်ပြီးရှိတယ်ပေါ့နော်ထိခိုက်ပျက်စီးမှုရယ်တိုက်ဆုံးမှုတွေရယ်ပေါ့ငလင်တန်းကြောင့်ရေပေါ်မှာရှိနေတဲ့လူနေအိမ်တွေသာမကတာသနိကအဆောက်အုံတွေဟိုတယ်တွေပါပျက်စီးပြိုလဲခဲ့ရတာကိုတွေ့ရပါတယ်။တက္ကလုံမှာတော့ငလင်တန်းတင်ခဲ့ရတဲ့ဒေသခံတွေဟာဖုန်ကြီးကြောင့်တချို့နဲ့ကုန်းပေါ်တွေမှာနေနေကြရတယ်လို့ဒေသခံတွေကဆိုပါတယ်။အင်ဂျီ900နီးပါးမှာ600ကျော်ပျက်စီးခဲ့ပြီးလူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ကေလာရွာကဒေသခံတူကလက်တော်လိုအပ်နေရာတွေနဲ့ပတ်သက်လို့အခုလိုပြောပြပါဗျာ။ ဒါခန့်နေကြတော့ကျွန်တော်တို့စီမှာကျွန်တော်ကိလာကြီးပါကြတော့ဥဒါဘောစပြီးကုန်းချီတဲ့နေရာရှိတယ်ပြီးတော့ရေပြင်းမှာဆောင်းနေတဲ့နေရာရှိတယ်အဲရေပြင်းမှာဆောင်းတဲ့နေရာတွေကအိမ်ကြီးပြတိသွားပြီဆိုတော့အဲစပြီးကုန်းချီတဲ့နေရာမှာပဲအကြာသေးလေးနဲ့နေနေရတာပေါ့မယ်ဘုံလုံးစုနေကြတယ်ဗျတောက်စားတနေရာထဲတော့မဟုတ်ဘောဘာသူရောက်ခွဲကိုရောက်ခွဲအစင်ပြေတဲ့နေရာမှာပဲဟောပြီးနေကြတော့တဲပြားလေးထိုး မိုးကလေးနဲ့မိုးတာပေါ့အတိကအတိကလို့အပ်တာတော့မရဲ့ရေရဲ့နောက်ပြီးမှမိုးကရဲ့ပေါ့နော်ကကြတော့အခုအကျွန်တော်တို့စီမကအဲ့အဲ့ငယ်ပြစီသွားပြီဆိုတော့အဲ့အဲ့ဟိုတဲလိုက်မတဲရဲ့ဥဖြစ်လဲမဖြစ်ရဲ့ဥဖြစ်နေတယ်အဲ့တော့အဲ့ဝလုံးလေးနဲ့ဟိုဘေးနားမှာယာယီတဘောမျိုးစိုက်ပြီးတော့မှမိုးကကိုအပေါ်မိုးပြီးတော့မှဖြစ်တယ်လို့နေရတာပေါ့မရဲ့ ။ကျန်လေထူထောင်ဖို့ဆိုတာတော့တော်တော်လေးခက်ခဲသွားပြီ။ဆရာကြီးကြီးကဘာမှမကြတော့အခုကြတော့ဒီငလင်ဘေးတန်နဲ့ပြန်ပြီးပြန်ဆိုင်ရတယ်ဆိုတော့တအားကိုစိတ်ထိခိုက်သွားတယ်။ဒီဘေးတော့ပျက်စီးတယ်ဆိုတာဟိုတာပေါ့မပြောပါလို့ဖြစ်သွားတဲ့အခုဖြစ်တဲ့ပုံတောင်ရင်းနဲ့ပြဆလာလို့ရှိရင်လေလက်ရှိမှာအင်းလေးဒေသကိုပြည်တွင်းပြည်ပကကုညီကေစိအဖွဲ့တချို့ဝင်ရောက်ကူညီနေပြီလို့လည်းသိရပါဗျ မနေ့ကရေးပေးသင်ခဲ့ရတဲ့အင်းလေးဒေတာဟာအခုငလင်းထံမှာသင်ခဲ့ရတာကြောင့်ပြန်လဲထူထောင်ရေးလုပ်ဖို့အချိန်တော်ယူရမှာဖြစ်တယ်လို့ကိုကြီးကေစေးလှုပ်ဆောင်နေသူတချို့ကလည်းဆိုပါတယ်